30ရွယ်မမနဲ့ဇိမ်ခံနေတဲ့ရမရမကအကောင့်သေးပေမဲ့အစိတ်ပြင်းပါတယ်အသက်19နှစ်အရွယ်သာရှိသေးပေမဲ့နိုင်ငံအသင်းမှရောကလပ်အသင်းမှမှစူပလာအောင်ပွဲကိုပိုင်ဆိုင်ထားပြီးပါပြီရမကိုအနာဂတ်ဘောလုံးလေးရောပိုင်ရှင်ဖြစ်လဲနမိတ်ဖတ်ထားကြတာပါရမကဘောလုံးကွင်းထဲမှာသာအစိတ်ပြင်းတာမဟုတ်ပဲပြင်ပလူနေမှုဘဝမှာလည်းအစိတ်ပြင်းနေဆိုတာဒီရက်ထဲတက်တည်ပြနေတာပါပဲ Nation League Final မှာ Sirenado ရဲ့ပေါ်တူဂီအသင်းကိုရှုံးနေပြီးနောက်ရမတယောက်နေရာတွေတန်းချက်တွေရခဲ့တာပါပဲသူက Sirenado ကိုအနိုင်ယူခြင်းပေမဲ့ဖြစ်မလာလို့ပို့ပြီးအဆက်ရရစရာမျိုးဖြစ်ခဲ့တာပါ ဂျမားကသူ့ရဲ့အဲ့ဒီဒဏ်ရာတွေကိုအပန်းပြေခီးထွက်ရင်ဖြေဖြောင်းနေတာပါပဲဂျမားရဲ့အပန်းပြေခီးစင်မှာသူ့ထက်အသက်73နှစ်ကြီးရဲ့30အရွယ်မမတစ်ယောက်နဲ့အတူရှိနေခဲ့တာပါဂျမားရဲ့အဲ့ဒီမမကဖာရီဗတ်ကွဲလို့အမိရတဲ့ influencer တူဦးဖြစ်ပြီးခန္ဓာကိုယ်အချိုးအစားကတော့မျိုးသားတူကြီးအကြိုက်ပါပဲသူတို့နှစ်ဦးကအီတလီနိုင်ငံမှာအတူရှိခဲ့ပုံရပြီးနိမိကက်ကက်ဖြစ်ခဲ့ကြတာပါဂျမားနဲ့ဗက်စကွက်ကအတူတူစီးရေတူတူကူရဲရင်အတူတူစီးခဲ့ကြတယ်လို့လည်းသိရပါတယ်။ဂျမားကတော့သူနဲ့ဗက်စကွက်ကြားဘာကန်တမ်းမှမရှိဘူးလို့ငြင်းပါတယ်။ ။တရင်တချို့ကလည်း Vasquez ဟာရှမာကိုသာမကပဲ Barcelona ကစားသမားတူဦးကိုရရင်ပြီးရောဆိုတဲ့သဘောထားမျိုးရှိနေတယ်လို့ဖော်ပြကြပါတယ်။ရှမာနဲ့တင်းနေတယ်လို့သတင်းထွက်လာပြီးနောက် Vasquez တယောက်လူမှုကွန်ရက်မှာချင်းချောက်ခံရမှုမျိုးလည်းရှိခဲ့တာပါ။သူကိုချင်းချောက်သူတွေကဘသူဘဝမှမသိရပါပေမဲ့ရှမာနဲ့မတန်ဘူးလို့ယူဆပြီးချင်းချောက်မှုတွေပြုလုပ်ခဲ့ကြတာပါပဲ။ဘီအမ်အဖြစ်ဘူးတဲ့ Vasquez ကအခုချိန်မှာ social influencer တူဦးဖြစ်အောင်မြင်နေပြီး YouTube နဲ့ Instagram မှာ follower တန်းချီပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။သူကစစ်တော်သက်ဘဝအနိုင်ကျင့်ခံရတဲ့အကြောင်းကိုစာအုပ်ရေးသားထုတ်ဝေပြီး အောင်မြင်မှုရထားသူလည်းဖြစ်ပါတယ်။ဒီမှာက TikTok influencer LS Bardella နဲ့လူသိရှင်ကြားတွဲမှုပြီးမဲ့နောက်ပိုင်းမှာ Bardella ကဘဲတင်ရသွားပြီးရမားကိုပလီခဲ့တဲ့အခြေအနေမျိုးရှိခဲ့မှုတာပါ။ပြီးခဲ့တဲ့ဒီဇင်ဘာလအတုန်းကလည်းဂျမားကနောက်ထပ် TikTok influencer တူဖြစ်တဲ့ Anna Jeno ဆိုနဲ့ဘာစီလိုနာမျိုးရဲ့ဇေတူတူဝယ်ကြမှုတွေရှိခဲ့ပြီးနောက်ပိုင်းမှာတော့ဇလန်ဆက်ဖြစ်မလာပဲအဆုံးသတ်ခဲ့ကြတာပါဂျမားကတော့ကွင်းထဲမှာကွင်းမြေမှာရောအစွမ်းနေပြနေတာပါပဲ MNice Sport မှာတင်ဆက်ပါတယ်ဘုံနဲ့ပတ်သက်တဲ့အစီအစဉ်စားစရာအကြောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ